ကမျိုးရရတော့မင်္ဂလာပါဒီနေ့ပေါ့နော်ကျွန်တော်ပေတယ်ကနေပြီးတော့အလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့အထောက်ထားရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုပ်သမားတွေရဲ့အခက်အခဲတွေကိုကျွန်တော်တိုက်ရိုက်ဆွေးနွေးတော့မှာဖြစ်ပါတယ်နော်ဒီတိုက်ရိုက်ဆွေးနွေးသွားတဲ့အထက်မှာလည်းပဲကျွန်တော်ကိုဟိုကျွန်တော်တို့တစ်ခါတည်းမေးလာခဲ့လို့လည်းရတာပေါ့နော်မေးလာတဲ့အထက်မှာကျွန်တော်မှီတဲ့လောက်လည်းပြန်ပြီးတော့ဖြေပေးပါမယ်ခုလက်ရှိလောလောဆယ်ဆယ်ရတော့ပေါ့နော်ကျွန်တော်ဒီထိုင်းနိုင်ငံမှာရှိတဲ့အလုပ်သမားတွေနေနေပေါ့နော်ပထမအဦးဆုံးတွေ့ကြုံရတဲ့အခက်အခဲကတော့အဲကျွန်တော်ဒီအထောက်ထားပိုင်းဆိုင်ရာပေါ့နော်တချို့တော်တို့ကြီးကတော့ လူတည်တည်ဖြစ်တယ်တချို့သောလူကြီးတဲ့လူဟောင်းတွေပေါ့နော်ပြဿနာပေါ့16000အများကြီးအများကြီးပြဿနာတွေရှိကြတာပေါ့နော်ထိုင်းနိုင်ငံမှာတချို့သောလူကလောက်ကမရနိုင်တယ်တချို့သောလူကြီးကလည်းပဲဟိုစာဝန်တွေအတွက်အဆင်မပြေဘူးအလုပ်ကလည်းဆင်းရတယ်ချက်မဆင်းရတယ်ချက်ပညာအလုပ်သမားတွေတချို့သောရေလုံသားတွေတချို့သောသူတွေလည်းကုမ္ပဏီမှာစားဖြစ်ပေါ့နော်ပတ်စံမတရားတွေဖြစ်ရတချို့ရတဲ့ဗီဇာအတူနဲ့တိုးနော်တချို့သောနေရာတွေလည်းအော်အများကြီးပဲဗျပြဿနာပေါင်းကတော့ကျွန်တော်တို့ မပြောနိုင်ဘူးအဲ့တော့ဒီနေ့ရောကျွန်တော်အဓိကထားပြီးပြောချင်တဲ့အချက်လေးအရကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာရှေ့ပြန်လို့ဒီမှာဒီဟိုဘယ်လိုပြောမလဲဒီအဲ sorry ဒီတက်တန်တိုးတဲ့လူတွေရောနောက်ပြီးတော့စာအုပ်လဲတဲ့လူတွေရောပေါ့နော်အဓိကတော့ဒီနေ့ကျွန်တော်ပြောချင်တာကတော့ဒီစီရင်စာအုပ်လဲတာတွေရောအဲစာအုပ်အနီလဲတာတွေရောပေါ့နော်ဟုတ်ကဲ့အဲ့ဒီအပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ကျွန်တော်တို့အမျိုးအနေနဲ့ပေါ့နော်ဒီစာအုပ်ညီတော်လဲတာကတော့လောလောဆယ်ဆယ်တော့တန်ယုံကြီးမှာစာအုပ်တော်လဲတယ်လဲတဲ့အခါမှာလုံခဲ့တဲ့လတွေတုန်းကဆိုမှကျွန်တော်တို့လဲလို့ရတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့လူကိုယ်တိုင်တော့လဲလို့အဲဘို့အတွက်ကိုပေါ့နော် queue တွေတွားယူလို့ရတယ်ဖုန်းနဲ့ဆက်သွဲပြီးတော့ queue တွေယူလို့ရတယ်လို့ပေါ့နော်ဒါတွေကကြေညာထားပေမဲ့လည်းတကယ်တမ်းကျတော့ဒီနောက်ပိုင်းမှာလုံလို့မရအောင်ဖြစ်နေတယ်ဖြစ်နေတဲ့ခါကျတော့တချို့သောသူတွေကလည်းပဲတက်တန်းကလည်းကုန်နေပြီတက်တန်းကုန်တော့စာအုပ်လဲဖို့အတွက်ကလည်းပဲကျွန်တော်တို့ပြည်ပြည်လေးလဲရမယ့်အနေထားဖြစ်တယ်ထိုင်းနိုင်ငံမှာလည်းပဲသူတို့ကသတ်မှတ်ထားတဲ့အခြေအနေတစ်ခုလေးမှာ အဲ73ငွေနေနှစ်လပိုင်း2023ရာထဲမှာစာအုပ်အနီဖြစ်စီ CIN ဖြစ်စီအဟောင်းရှိပြီးဖြစ်စီဘာမှမရှိပြီးဖြစ်စီအကုန်လုံးကထောက်ထားတခုခုကင်ဆောင်ထားမှအနေထားတခုမှာကျွန်တော်တို့ကလူနာမျက်ဖြူဆိုင်ရင်ဆရာကြိုက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်။လူနာမျက်ဖြူဆိုင်ရင်ဆရာကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အခုအချိန်နဲ့နီးကပ်လာလိမ့်ပြီးဆာရွက်ဆန္ဒနဲ့လည်းလဲရမယ့်အချိန်ကရောက်လာလိမ့်ကျွန်တော်တို့ကလဲလို့မရလိမ့်ပြီးနောက်ဆုံးကြတော့တာမယူကိုကျွန်တော်တို့လူတွေကိုယ်တိုင်ဖုန်းနဲ့ဆက်ပြီးတော့ယူလို့မရဘူး။အဲဖြူတွေတော့ယူလို့ မရတဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုတော့ပွဲစားနဲ့ Q ယူရင်တော့ရတယ်ပွဲစားနဲ့လုပ်ရင်တော့ရတယ်ကိုယ်တိုင်တွတ်လုပ်ရင်မရဘူးဆိုတဲ့အတိုင်းအတာမျိုးအခြေအနေမျိုးကကြောက်လာပါတယ်။တော့ဒါတော့ရောစဲပေါ့နော်ဒီဒီဟိုစာအုပ်တော်လဲတဲ့လူတွေလက်တွေ့ကြုံတွေ့နေရတဲ့အခက်အခဲဖြစ်ပါတယ်။ဒုတိယအခက်အခဲဒုတိယအခက်အခဲကကျတော့ဘာလဲဆိုတော့ကျွန်တော်စာအုပ်တော်လဲရတဲ့နောက်ပတ်သက်ပြီးစာအုပ်တော်လဲတယ်တွတ်လဲတဲ့နေရာမှာဒါပေမဲ့ဝတ်ပါမေးထွက်လာတဲ့လူကကျတော့ကျွန်တော်စာအုပ်အဟောင်းရှိတဲ့လူတွေကတွတ်လဲလို့ရပြီ။ ပထမဆုံးရင်မလိုရလဲဆိုတော့7 11မှာပတ်စံတွေတွင်းမယ်ပတ်စံတွေတွင်းပြီးတာနဲ့ရလာတဲ့အပေါက်ချာနဲ့ရက်ချိန်တွေကိုယူပြီးတော့ CI လောက်တဲ့ယုံတွက်လောက်ရမယ်အဲ့ဒီတွက်လောက်တဲ့အခါမှာလည်းပဲမှတ်မှတ်တဲ့ဈေးနှုန်းကကျတော့စာအုပ်ရဲ့တန်ဖိုးက300နဲ့30ပဲပေးရတယ်ဒါပေမဲ့အဲ့ဈာထဲမှာတစ်ခါ ABK စစ်တာတို့ယောဂစစ်တာတို့ဟိုခန့်ဒီခန့်ဟိုခန့်ဒီခန့်နဲ့ကျွန်တော်လူကိုယ်တိုင်တွက်လောက်တဲ့လူရနေပြီးတော့စင်တာရုံးရှိရနေပြီးတော့ဖုံးဆက်လာတယ်ဘယ်စင်တာမှမဆူပဲဆက်လာတယ်ဦးမင်းတို့ကြီးကျွန်တော်တို့ဦးမင်းတို့ပြောတော့300နဲ့30ပဲဦးမင်းတို့ပြောတော့ ဘယ်တော့ပဲပေးရတယ်ဘာဖြစ်လို့ကျွန်တော်လာလို့တဲ့ခါကျရင်ဘာဖြစ်လို့ကျွန်တော်အများကြီးပေးရတာလဲဆိုတာနဲ့ပတ်သက်ပြီးဒါလည်းမေးခွန်းထုတ်ရမယ်ဘာရေးတွေဖြစ်ပါလဲနော်အများကြီးပါပဲဒါအလုပ်ကမှပြဿနာတော့တော်တော်လေးအခုလောလောဆယ်ဆယ်တော့အဆုတ်ဆုတ်ရွရွားတဲ့အခြေအနေကြီးရှိနေပါတယ်တကယ်အမှန်ကန်နေဖြစ်နေပါလားနော်ဒုက္ခကြီးပေါ့လေအဲ့တော့ကျွန်တော်ပြောချင်တာနောက်တစ်ခါကျတော့လည်းသွားမယ်ဆိုလို့ရှိရင်အလုပ်ရှင်ကိုယ်တိုင်သွားပါဗီဇာထုတဲ့ခါကိုသူကတခါလေထုတ်ပေးတာပါနော်စာအုပ်ထုတ်ပေးတာနဲ့ထုတ်ပေးတယ်စာအုပ်ဗီဇာထုတ်က1900ရောင်းလည်းပဲ3000 4000တောင်းလို့တောင်းအဲ့လိုမျိုးကြီးရှိနေကြတယ် အဲ့တော့လောလောဆယ်ပြဿနာကတကယ်မှားလားမှန်လားတကယ်အချက်လက်ယူမယ်ဆိုရင်ကျွန်တော်ပြောပါကျွန်တော် live ကိုကြည့်ရှုနေတဲ့လူကြီးမင်းများအနေနဲ့လည်းနည်းနည်းပြန်လဲပြီးတော့အလုပ်သမားတွေခက်ခဲလို့ပြန်လဲသုံးသပ်ပေးဖို့အတွက်ကိုလည်းကျွန်တော်အနေနဲ့ယူသည်လေးစားကိုလည်းအလုပ်သမားတွေရဲ့ကိုစားတောင်းခံအတနာခံပါလိမ့်ခင်ဗျ။ဟောဒီအပိုင်းမှာစာအုပ်ကြီးလဲတာပဲဖြစ်စီဖြစ်စီကျွန်တော်ဒီ CI စာအုပ်လဲတယ်ပဲဖြစ်စီပေါ့။ဟောအဲ့ဒီလူတွေကကျွန်တော်တို့အနေနဲ့ဘာတွေလုပ်ရမလဲအဆင်ပြေစေဘယ်လိုလုပ်ရမလဲတချို့တော့ငွေကြေးမတက်နိုင်ဘူးခင်ဗျ။ တချို့သောသူကငွေကြေးတက်နိုင်ရတယ်โอเคပြဿနာမရှိဘူး3000ကောင်4000ကောင်ကိုနော်4 5000အကုန်ကြက်မခံအသွားပြီးပွဲစားနဲ့တစ်ခါလေလုတ်တရတယ်လုတ်တရတယ်ရတယ်โอเคအဲ့လူတွေကမပြောလို့တော့ဒါမဲ့ဒီနောက်ပိုင်းကလူတွေကကြတော့ဘာဖြစ်လာလဲဆိုတော့လူကိုယ်တိုင်ကဘာသာရေးစကားလည်းမကျွမ်းကျင်တာတမျိုးလူရင်မလဲတာတမျိုးတချို့တွေကကျွန်တော်တို့တော်သူတောင်သားတွေပေါ့နော်ဟိုကျွန်တော်တို့ဘယ်လိုပြောမလဲဟိုပြောမတတ်ဆိုမတတ်လူတွေအခါကျတော့ဒီလူတွေရတဲ့ခံစားနေကြရတာပါအဲ့အတွက်ကိုကျွန်တော်ဘယ်လိုလုပ်ပေးမလဲပေါ့နော်ကျွန်တော်အလုပ်သမားတွေဘယ်လိုအခက်အခဲကြုံလာတယ်လူတွေ နော် Q အခုလိုမျိုး Q ကိုပတ်စံပေးမှလုပ်လို့ရမယ်ဆိုတဲ့ပုံပုံလေးနော်လူကိုယ်တိုင်သွားလုပ်လို့မရဘူးဆိုတဲ့ဟာလေး Q လူကိုယ်တိုင်လုပ်လို့မရဘူးဖွဲ့စားနဲ့လုပ်ရင်ရတယ်ဆိုတဲ့ဟာကတော့ဒါတကယ်တမ်းကျတော့ကျွန်တော်တို့မရှိတဲ့လူတွေတကယ်ဒုက္ခရောက်တဲ့လူတွေတက်ကုန်တော့လမ်းကြောင်းလေးနည်းနည်းဖွင့်ပေးဖို့အတွက်လူကြီးမြတ်လေးကိုကျွန်တော်တောင်းဆိုချင်ပါတယ်လုပ်သမားတွေရေကိုစားနော်အဲ့ဒီအပိုင်းမှာပေါ့ဒီတအားကြီးဒုက္ခရောက်အားကြီးဝရှိနေကျွန်တော်တို့ရှေ့မှာလို့ဒီမားတွေရတယ်တခါလေးကြာရင်ဘယ်လိုပြောမလဲဆိုတော့အခက်ခဲပေါင်းစုံကြုံလာရတဲ့အခါမြန်မာနိုင်ငံမှာလည်းအဆင်မပြေလို့ထိုင်းနိုင်ငံကိုလာတယ်ထိုင်းနိုင်ငံမှာလှုပ်လှုပ်တယ်လှုပ်တဲ့အခါမှာလည်းပဲကျွန်တော်တို့ ဟိုရလာတဲ့ပတ်စံနဲ့မိကရေကအိုကဒီကအကုန်လုံးစားစိတ်တွေနဲ့အခန်းကအကုန်လုံးပေးပြီးတော့ပေးနေရတဲ့ထဲမှာတတိယမှာ၃ညကျော်ရောစားဖို့လဲတဲ့ခါကျရင်တခါတခါလဲလို့ရှိရင်စုလာတဲ့ပတ်စံတွေကုန်ပါလေရောအဲစုလာတဲ့ဟာတွေအကုန်လုံးကုန်တဲ့ခါကျတော့ဒါနဲ့တခါတည်းကျလူသားတွေမှာဆွဲရတယ်အတိုးနဲ့ယူရတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ဒီတက်တန်းလဲတာနဲ့ပဲဒုက္ခတွေရောက်သွားတဲ့အလုပ်သမားတွေအများကြီးကြုံတွေ့နေရပါတယ်အခုလက်ရှိပေါ့နော် ဲ့တော့ထားတဲ့ကံမှာရှိနေတဲ့ရွှေပြောင်လို့ဒီမှာရောတစ်ဖက်တစ်လမ်းနေရောနားလေအောင်သဘောပေါက်အောင်မဖြစ်သင့်မဖြစ်ထိုက်တာလေးဒီအစဉ်ပြေတဲ့လမ်းကြောင်းလေးတွေပေါ့နော်အလင်းပြတာလေးဒီအလင်းကမထိရနိုင်အောင်လို့ကျွန်တော်ကတစ်ဖက်တစ်လမ်းနေရောအခုလိုမျိုး line ပေါ်နေပြီးတော့ဆာရဆာနိုင်နေတဲ့ပတ်သက်ပြီးအများအား line ထွက်ပေးနေတဲ့လူပြောင်ဖြစ်ပါတယ် ဘယ်စီကမှလာမပေးထားအောင်ထိုင်းနိုင်ငံအစိုးရလည်းကျွန်တော်ပတ်စံလာမပေးထားအောင်မြန်မာနိုင်ငံအစိုးရလည်းကျွန်တော်ပတ်စံလာမပေးပါဘူးဘယ်အဖွဲ့အစည်းပိုင်းနိုင်ငံညာကမှကျွန်တော်ပတ်စံလာပြီးလိုက်လွှင့်နေတာမဟုတ်ပါဘူးကျွန်တော်လည်းအလုတ်သမားတွေကအလုတ်သမားတယောက်ဖြစ်တဲ့အတွက်ကြောင့်အလုတ်သမားတွေကနေပြီးတော့ဒုက္ခရောက်နေတာလေးကိုတစ်ဖက်တစ်လမ်းနဲ့ကုညီရင်းနဲ့စိတ်နဲ့အခုလိုလိုက်လွှင့်ပြီးတော့အမုန်းခံပြီးတော့ပွဲစားတွေအမုန်းခံလူကြီးတွေအမုန်းခံပြီးတော့ကျွန်တော်ပြောနေရခြင်းဖြစ်ပါတယ် နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒါလေးကိုပြောချင်ပါတယ်ဒီတော့ကျွန်တော်တို့အမျိုးအနေနေနဲ့လူကြီးမင်းများကျွန်တော် like ကိုကြည့်နေတယ်ဆိုရင်တော့နည်းနည်းပြန်လဲသုံးသပ်ပြီးပါစာအုပ်နေလဲတာနဲ့ပတ်သက်ပြီးတော့လူကိုယ်တိုင်တွဲယူလို့ရတဲ့ပုံစံမျိုးဖုံးနဲ့ယူလို့ရရင်လည်းပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေ queue တွေကိစ္စတွေပွဲစားနေမှာလုံမှရတယ်ဆိုတဲ့စနစ်ကြီးကိုအများဆုံးပြုပြင်ပေးဖို့အတွက်ကိုနံပါတ်1တောင်းဆိုချင်ပါတယ်နံပါတ်2နံပါတ်2ခါကျတော့ကျွန်တော်ဒီခုန CI စာအုပ်တွေလဲတဲ့နေရာမှာအချိန်အကတ်တရှိပါတယ်လူဟောင်းတွေအတွက်ပေါ့နော် CI စာအုပ်ကန်ဆောင်လာတဲ့လူဟောင်းတွေကကြာတော့ဒီလူတွေကကျွန်တော်တို့တွေက ဒီလာမဲ့17လပိုင်းကျင်15ရက်နေ့ဆိုတာနောက်ဆုံး14ရက်နေ့ပေါ့နော်15 14 15ရက်နေ့ဒါနောက်ဆုံးဖြစ်ပြီအဲ့ဒါကြုံပြီးဆိုရင်တော့ဒါအထောက်အထားမရှိတဲ့လူတွေဆိုတော့ဒါသူတို့လုတ်ပြီးမှာပေါ့နော်အထောက်အထားမရှိတဲ့လူတွေဆိုတော့ဥပမာပြပိုင်းအောင်ကလည်းလုတ်ထားတယ်ဒါပေမဲ့စောင်းဝင်ကြီးလည်းမရှိဘူးအဲစီအန်စောင်းဝင်လည်းမရှိဘူးဆိုတဲ့လူတွေအတွက်ကတော့အဲ့ခါကျရင်သူတို့တွေကလုတ်ပြီးမဲ့အချိန်ခါဖြစ်ပါတယ်နော်အဲ့ဒီစီအန်ကမှလည်းအခုတော့ဆရာစောင်းဝင်ဟောင်းရှိနေတဲ့လူတွေကဘာလို့ရမယ့်နေရာပဲနေရာပဲရှိတယ်အခုဆိုရင်ချုံမူလီရှိတယ်စမုပကန်ရှိတယ်စမုစာခွန်ရှိတယ်ရနောင်းရှိတယ်၄နေရာပဲလုတ် လုတ်ခွင့်ပေးတာလေအဲ့လေးနေရာနဲ့မလုံလောက်ဘူးမလုံလောက်တဲ့အတွက်ကြောင့်အခုတဖန်အလုတ်သမားတွေအတွက်ကိုအစင်ပြေစေရဲ့အတွက်ဆိုပြီးတော့မိုဘိုင်းကားလေးနဲ့တူစာအုပ်အဟောင်းရှိတဲ့လူတွေနော်ပတ်လို့လို့ရတယ်ပမာထပ်ပြီးတိုးပြင်လိုက်တယ်ကျွန်တော်ပြပြီကဲဒီမှာနော်ဒီမှာကျွန်တော်တို့ CI အစီအစအုပ်အဟောင်းတွေတမားတွေပေါ့အစာအုပ်အဟောင်းရှိတဲ့လူတွေကကြတော့အခုကနေပြီးတော့သွားပြီးတော့လဲလို့ရနေပါကြီးဆိုတာကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့ဗာလဲဆိုတော့ဂျာဟန်ဆွန်ခရာ ဖုန်းနံပါတ်เนาะစာအုပ်လေးချင်လေးတို့ဆောင်ခါမှာနေတဲ့တောင်ပိုင်းမှာနေတဲ့လူတွေတို့ကတော့ဖုန်းနံပါတ်က3933232 4 8ကိုဆက်ပြီးတော့အသေးစိတ်မြင်းများနိုင်ပါတယ် CI ထုတ်ချင်တယ်ဆိုပြီးတော့เนาะစာအောင်ရှိတဲ့လူတွေเนาะအဟောင်းနေပြီးတော့အဟောင်းအစ်စ်ပြန်လဲမယ်ဆိုတဲ့လူတွေနံပါတ်1ကြဟန်ကပထမဌာနနေကြဟန်ကပထမဌာနနေရဲ့ဖုန်းနံပါတ်ကတော့3256936331နော်အခုကျွန်တော်ပြထားတဲ့စာရွက်တွေမှာပြထားတဲ့ second shot တွေရိုက်ပြီးတော့ဖုန်းနံပါတ်တွေယူထားလိုက်ပါ။နော်နံပါတ်3ကြထန်ကချင်းမိုင်ချင်းမိုင်မှာကကြတော့ 0953112146ဖြစ်ပါတယ်အဲ့ဖုန်းနံပါတ်နဲ့လည်းပဲကျွန်တော်တို့ဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်ဒီစိတ်ကိုစာဝတ်အစိမ်းရှိရဲကျွန်တော်တို့မှဒီမှာပန်းရောက်ကတေးလုတ်ထားတဲ့လူကြီးဒါပေမဲ့ဘဝပါမင်းကထွက်ပါပြီအဲ့ဒါကိုကျွန်တော်လာလေးလို့ရပြီလားဗီဇာထည့်လို့ရပြီလားဆိုတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ဗျာကျွန်တော်မျိုးလေးနော်အသေးစိတ်မေးမြန်းနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အမျိုးတွေနေနဲ့အားလုံးအားလုံးပေါ့နော်အဲဒီနေ့ဒီချိန်မှာကျွန်တော်နေနဲ့ကျွန်တော်ပြောချင်တာလေးကတစ်ခုကတော့ ကျွန်တော်တို့အမျိုးတွေအခု login အဆင်မပြေအဘယ်ဘက်လဲလို့အဆင်ပြေတဲ့လူတွေအများဆုံးတွားလုံးနိုင်ကြပါအခုပဲ10လပိုင်းဘယ်နှရက်ရှိနေပြီလဲဒီနေ့ဆိုရင်16ရက်နေ့ရှိနေပါပြီနော်16ရက်နေ့ပြီနောက်လ10ရက်ကြိုကြိုပဲကျန်တယ်နောက်ထပ်ကိုပဲ17လပိုင်းမှာလဲ15ရက်ဆိုနောက်ထပ်တလလောက်တော့မှအချိန်မကျန်တော့ပါဘူးစာအုပ်အဟောင်းရှိတဲ့လူတွေပေါ့နော် web permit စာအုပ်ထွက်ပြီဆိုတာနဲ့အဲ့လူတွေကကျွန်တော်တို့ဒီစာအုပ်ကိုတွားလဲလိုက်ကြပါ CI စာအုပ်နော်လို့ဆက်စင်ရတော့သူတို့ပြောပြတယ်လေဒီမေးခွန်းတွေထဲမှာပေါ့နော်အတန်မပါဘူးပျောက်နေတယ်တဲ့ဟာလားဟာလားဗျအတန်မပါဘူးလား အတိုင်ရောကြားရလားဗျာနော် comment မှာတစ်ချက်လောက်ရေးပြပါနော်โอเคနော်အတိုင်ကြားရပါတယ်နော်โอเคကြားရလားခင်ဗျအတိုင်ကြားလားအတန်မပါဘူးပျောက်နေတယ်ဆိုတော့နော်โอเคနည်းနည်းကြည့်ပေးပါဗျာအတန်လာလားအတန်โอเคတယ်လက်မတွေထောင်လာတယ်ဆိုတော့ဟုတ်ပြီထင်တယ်အញ្ញောင်စာအုပ်ကစီရင်ပြန်လဲလို့ရလားဆရာအញ្ញောင်စာအုပ်ကကြားခဲ့ပါပြီဗျာနော်ကျွန်တော်တို့သုံးလို့မရတော့တာကြားခဲ့ပါပြီလို့လည်းနှစ်ပေါင်းများစွာကဖြစ်ပါဗျာနော်โอเคโอเคမေးတာလည်းမေးဖို့ကိုလည်းကျွန်တော် မေးအဲပြန်ပြီးတော့ဖြေချပေးပါမယ်ကြာနော်ဟိုပြောချင်တာပဲဆုံးပြီးတော့မပြောတော့ပါဘူးဒီကထားတာတော့ပထမဦးဆုံးကတော့ကျွန်တော်ပြောချင်တာခုနပြောတဲ့အလုတ်ကမာတွေရဲ့ပြဿနာကိုတစ်ဖက်တစ်လမ်းနဲ့လူကြီးမင်းများသနာတော်အဖြစ်လိုက်ပြီးတော့ဖြေရှင်းပေးဖို့အတွက်သနာတော်အဖြစ်လုပ်ပေးပါခင်ဗျာဝယ်စားနဲ့လုပ်မှရတယ်ခုနပြောတဲ့ CI ဘော CI စာအုပ်တက်အုပ်330ဟိုဟာအခဒီဟာအခနဲ့ဗီဇာဒုက္ခကိုလုပ်ပြီးလုပ်နေအနည်းဆုံး4000 5000 6000လေးအဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကျတော့အဲ့အပိုင်းမှာတော့နည်းနည်းလေးပြန်ပြီးတော့တုံ့တက်ပေးပါပွဲစားတွေကလည်းသူတို့ရဲ့ဟိုဝန်ဆောင်ခါပေါ့ဗျာဝန်ဆောင်ခါဆိုရင်1000လို့လည်း1000ပေါ့ အဲအဲ့လိုပေါ့1500ဆိုတော့1500ပေါ့ဆိုဆိုကြပါစို့နော်အဲ့မှာဗားလေခုနကပြောတဲ့ကိုဗစ်တွေစေရအောင်ပါလားဗားလေလောက်အောင်ပါလေအဲ့မှာလည်းပြည်ပြည်ကြကြလေးပေါ့ဗျာနောက်ပတ်စံနေယူလေဆိုရင်ဝန်ဆောင်ခဆိုရင်ဝန်ဆောင်ခဘလောက်ဘလောက်ဘလောက်လဲအခုကကြတော့စာအုပ်က330ကိစ္စကိုဗီဇာက1900ဆိုကြပါစို့အဲ့ဗီဇာ300အကလော2000ကျော်ကျော်ရှိတယ်ဗျာ2000ကျော်ကျော်ကုန်တဲ့ဟာလေးကို9000လို့6000လို့အဲ့လိုအနေထားပြီးဖြစ်သွားတဲ့အခါကျတော့ဒါအလုပ်သမားလေးပြောပေါ့အရန်ကိုနှစ်နာရီကဖြစ်ပါတယ်နော်အဲ့ဒါမျိုးတွေမဖြစ်မဖြစ်စေချင်ဘူးပေါ့ရတယ်ဗျာနောက်ဝက်ပါဝင်းထက်နိုင်ကမေးတာပါတယ်ဗျာ CI လောက်လို့ရလာဗျာတဲ့ဝါပမေရတယ်ဝါပမေရတယ် CI လောက်တယ်ဆိုတာကလူတစ်ပြာကြတော့17လပိုင်း15ရက်နေ့နေစပြီးတော့လောက်လို့ရမယ် CI စာအုပ်လည်းမကန်ခဲ့ဘူးစာအုပ်အနေနဲ့မကန်ဆောင်ခဲ့ဘူးလေလူတွေအတွက်ပေါ့နော်တကယ်လို့ကိုကစာအုပ်ဟောင်းရှိနေတယ်ဆိုရင်တော့ဝါပမေစာအုပ်ထွက်ပြီးဆိုရင်တော့ရတယ်နော်7 Eleven မှာပတ်စံသွင်းမယ်ပြည်တိုင်းတော့လောက်လို့ရတယ်အခုဆိုရင် mobile ကားနေနဲ့လာတယ်အခုဆိုရင်ပတ်တိုက်ဘက်မှာဆိုလို့ရှိရင်စုံခရာတွေမှာသွားလောက်လို့ရတယ်စုံခရာတွေမှာနော်ပတ်တိုက်မှာစုံခရာမှာရှိတယ်ရနောင်းမှာရှိတယ်ဗျာစုံခရာမှာရှိတယ်ရနောင်းမှာရှိတယ် ပြီးရင်တခါပထုံထားနေမှာရှိပြီအခုအခုချင်းမိုင်မှာလည်းရှိပြီအခုမိုဘိုင်ကားလေးနဲ့ပေါ့သူတို့ကစတင်ပြီးတော့လုပ်ပြီးနေပါတယ်ခင်ဗျာဦးမင်းတို့ရေနှစ်လပိုင်းနဲ့ကျွန်တော်ခဏလေးနော်ဒီမှာမေးရတဲ့ဘေးပေါ်ကပြန်ပြန်လေးတက်သွားတော့ကြာမင်းတို့ရေနှစ်လပိုင်းစီရင်ပြောင်းရင်တစ်ချိန်ကြီးပါပြောင်းလို့ရတာအခုတော်တော်တူတော်တော်ကလူမဆန်းလို့ကျွန်တော်နေရာပြောင်းချင်လို့ကိုပြောတဲ့ ်တော်90အဖွဲ့ခံပါလက်ထက်ကိုတော့ဘာသာရော့မှတတိမပေးဘူးလက်ပွေနှိပ်နှလုံးစကင်ဖတ်ပြီးပါပြီကြော်ကြော်ဆိုတဲ့အောက်ပိုင်းရှိအဲ့လိုအလုပ်တစ်ခုခုပြောင်းတော့မယ်ဆိုတဲ့နေရာမှာကျွန်တော်တခုတည်းသတိပေးချင်ပါတယ်ဗျ။ဟောဘလို့သတိပေးချင်လဲတော့ဆိုတော့အထောက်ထားတစ်ခုခုကိုတနေရာရာမှာပြီးပြအောင်မလုပ်နိုင်သေးပဲနဲ့ပြီးပြအောင်မပြီးပြီးပြအောင်အဆုံးမတက်နိုင်သေးပဲနဲ့တခြားအလုပ်ကိုမသွားကြပါဘူး เนาะအခြားအလုပ်ကိုမသွားကြပါနဲ့။ဘာကြောင့်လဲဆိုတော့ကိုသွားလိုက်လို့ရှိရင်ဒီနေရာအဆန်ကဆန်တာပြီးစီးအောင်မလုပ်နိုင်သေးပဲလေ။တခြားတနေရာကိုသွားလိုက်ပြီးဆိုရင်အဲ့ဒီလူကနောက်ထပ်တက်တန်တိုးဖို့ကိစ္စရောဆန်ရဆန်တာရဲ့နောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်လာနိုင်။အဲ့တော့ပထမဦးဆုံးညာခုလောဆက်တတိယတွေလုံအောင်သာအပြေဝမပေးတာဖြစ်စေကိုညီမနှိမ့်ဆက်ဘလို့ပုံစံပဲဖြစ်နေဖြစ်နေပေါ့။အဲ့ဒီအချိန်မှာကိုကြိတ်မိတ်ခံလိုက်ပြီးတော့ခါဒီဆန်ရဆန်တာကိုရလာတဲ့ခါကျအဲ့လိုတရားပြဆွဲလို့ရတယ်။ဥပမာလုံအောင်ကအပြေဝမပေးဘူး။ နော်အလုတ်သမားကိုအဟို OD မပေးဘူး။ဘာညာဘူးกว่าပေါ့နော်။ကိုလိုအပ်နေတဲ့ခါလူရှင်ကကိုချိုးဖောက်တဲ့ဟာကြီးပြန်ပြီးတော့တိုင်ကြလို့ရတယ်။ကျွန်တော်ဆိုလိုချင်တာကဗျာနော်ကိုတခုခုတရားဆွဲတော့မယ်ဆိုရင်ကိုကိုတိုင်ကနေပြင်ဆင်ပြီးမှကိုရဲ့ခန္ဓာကိုအေးချပြင်ဆင်ပြီးမှတိုင်ကြတာကိုကောင်းတယ်။ကိုမှအထောက်ထားကလည်းမရှိဘူး။မပြေစုံမသေးချာသေးတဲ့ခါမှာကိုတခုခုသွားတိုင်ကြလိုက်ရင်အလုတ်ရှင်နဲ့ကိုလည်း short ဖြစ်သွားတဲ့အခါမျိုးဆိုရင်လည်းပဲဒါအလုတ်သမားတွေအတွက်ကိုမလိုအပ်ပဲနဲ့နော်ဒါလေးတွေအခက်အခဲလေးတွေကြုံလာနိုင်တယ်ဆိုတာကိုလည်းဒါပြောခြင်းပဲဖြစ်ပါတယ် နော်ကျွန်တော်မျိုးတွေဒီတော့ကျွန်တော်တို့မျိုးတွေဟိုဒီ CI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေရတာဆိုရင်ထပ်ခါတလေတဲ့ဗီဒီယို file နဲ့ကျွန်တော်တင်ထားပေးပါမယ်။နော်အဲ့မှာလည်းရှိပါတယ်။မင်္ဂလာပါခမ်းမပေါ်ပြထားတဲ့အတိုင်းရိုးရိုးရှင်းရှင်းပြောရရင်တော့ကောင်းပါတယ်။ဒါပေမဲ့အဆင်မပြေဘူးမင်္ဂလာပါဘုဒ္ဓတာနဲ့အရေးသေးလေးကိုဆွေးနွေးတင်ပြပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။မျက်ကွင်းညိုနေတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်။မျက်ကွင်းညိုနေတဲ့လူတွေအကျေးဇူးအများကြီးတင်ပါတယ်။ထောက်ထားမှမရှိတဲ့ဘာမှမလုပ်ခဲ့တာကြောင့်ကိုယ်နဲ့ပွဲစားကနေတစ်ဆင့်ပုံပြီးဈေးကြီးနေမယ်တဲ့။ နော် sin ta a n a ဒါပြောပါလိမ့်နော်ဟုတ်ကဲ့လူတိတိရောဆင်းရခုန7မှာဆင်းရင်သိလို့ရပြီလားဆရာလူတိတိဟာဆင်းရင်သိလို့မရသေးဘူးနော်လုံးလို့မရသေးဘူးနော်လူဟောင်းနေပဲလုံးလို့ရသေးတာဖြစ်ပါတယ်ပီဇာဝတ်ပါမင်းတက်တန်နော်လေးလေးဆန်းကပေးတာပါလေ73ရက်နေမှလာပါ2016ကိုမင်းမင်းတို့တော်လို့ရပြီလားရှင်ပြန်မသွားလို့ရမှာလေကိုကကိုသွားလို့လို့ရတာရှင်ပီဇာဝတ်ပါမင်းတက်တန်ပီဇာနဲ့ဝတ်ပါမင်းတက်တန်က73ရက်နေမှလာပါ2013မှာဆိုလို့ရှိရင် အဲ့လူတွေကစာအုပ်လဲရမှာပေါ့နော်စာအုပ်လဲရမှာဆိုရင်တူတင်းတော့လဲထားဖို့လိုတယ်ကျွန်တော်တို့ဒီ73ရက်နေ့နှစ်လပိုင်း2023မတိုင်ခင်မှာစာအုပ်တစ်ခုခုအစင်သိရှိဖို့လိုအပ်ပါတယ်စာအုပ်အနေဖြစ်စီစာအုပ်အစင်ဖြစ်စီအားလုံးအစင်သိဖြစ်ရမယ်ဒါမှသာရင်ရှေ့ဆက်ပြီးတော့နော်ဘာပါမင်းတိုးလို့ရမှာဖြစ်ပါတယ်အဲ့ဒီတစ်ခုခုအထောက်ထားအစီအရင်ဖြစ်စီအနေအောင်ဖြစ်စီတစ်ခုခုမှသာဒီမှာဟိုမလဲထားရဘူးမလုပ်ထားရသေးဘူးဆိုရင်အဲ့လူတွေကနောက်ထပ်ဘာပါမင်းထပ်ပြီးတော့တိုးလို့မရဘူးဆိုတာကို ီမှာကျွန်တော်ပြထားတဲ့ဒီစာစာရွက်တွေမှာကြည့်အမှရေးရတာရှိပါတယ်တတ်မှတ်ထားတဲ့အချိန်မှာလုံးလုံးမမိဘူးဆိုလို့ရှိရင်တဲ့နော်အဲအလုပ်သမားအနေနဲ့ပေါ့နော်အဲလုံးလုံးလို့ရတော့မှမဟုတ်ပါဘူးဆိုတာကိုဒါကြီးညာစာလေးတွေထုတ်ထားတာဖြစ်ပါတယ်နော်ဒါဒီစာရေးရတာအလုပ်သမားအဲရှာဝေခန္ဓာရဲ့အလုပ်သမားဝန်ကြီးဌာနအတွက်ထုတ်တဲ့စာရေးအများအပြစ်ပေါ့နော်။ကြီးညာထားတဲ့ဟာကိုတခါကျွန်တော်ယူလာပြီးတော့ပြန်ပြီးတော့ညှဝေပေးခြင်းဖြစ်ပါတယ်။ဒီမဲ့သူတို့ဘာတွေကတပ်ပုံတွေယူလာပြီးတော့တင်မယ်ဆိုရှင်းတဲ့ခါဒီကြားထဲကသူတို့ရဲ့ဟိုဘယ်လိုပြောမလဲသူတို့ရဲ့ ลิขสิทธิ์บอกเนาะกูไปจะบ่งเดี๋ยวกูคึ้นไม่อยู่ในตองอย่างนี้ค่ะที่ยาสู้กันเดียวถ้่ยาสู้ยาสู้ยาเนี่ยครับเออจนเราผมมีหลายจานนะผมเนาะแต่โชคดีอ่ะอะยาต้องมีเนี่ยมีวงอาจารย์ก็แล้วจนเราไม่ต้องเยสีไอลงเงินบล่ากกูมาเลยไม่ต้องยเยบล่ากกูมาเลยไม่ต้องเปลือยูยาอะไรทั้งูรอกที่จาเปลือยรู้ยาโชคดีตรู้ไม่มากอ่ะยาี่ยมาในงานตาตรูุยกจ้ากูเนี่ยตัวเลิกีนงารองกูเนี่ยชาวดองกูตรุไม่มาเนี่ยผมนำมาปีเดายวจนเราสกัดโดนเลยพี่ครับสีไอเนี่ยเสียเงินเท่าไหร่ครับมันยังมีจ่ายจนเาแล้บรรลุอธิจาเปลือยมา ကျွန်တော်ကအစိုးရတတ်မှတ်ထားတဲ့ဈေးကကိုကပြောပြတယ်ဒါပေမဲ့အပြင်မှာကျတော့အစိုးရတတ်မှတ်ထားတဲ့ဈေးမရအောင်အခုတန်ရုံကြီးမှာလုပ်နေတဲ့စာအုပ်တွေလုပ်နေတယ်စာအုပ်ရဲ့တန်ဖိုးတအုပ်က800ပဲရှိတယ်ဆိုကြပါစို့နော်ဆိုင်ရဲ့စဏ္ဍကဟိုဟာဒီအားနဲ့ပတ်စံတော့တွင်းလိုက်တော့တွင်းလိုက်တယ်ကုန်ထိုင်းမှာကိုကကိုတော့တွင်းရတာပြီးရင်ဟိုဆိုင်ရဲ့စဏ္ဍကဖောင်ဖြစ်ဝါ50ထားပါတော့ကိုဟာဒီအားနည်းနည်းပါပါနည်းနည်းကိုကကိုတော့လုပ်မလားမှမကုန်ဒါပေမဲ့အဲ့ဒါကို queue ရဖို့အတွက် queue ကိုလည်းပတ်စံဝယ်ပြီးပေးရတယ်ပတ်စံပေးပြီးတော့ဝယ်ရတယ်စာအုပ်လောက်တာကလည်းပဲပွဲစားနဲ့လောက်မှရတယ်ဆိုတော့ကျွန်တော်တို့အလုပ်သမားတွေအတွက်ကတော့ သိအဆင်မပြေဘူးပေါ့ဗျာနော်ဒါဘယ်သူ့ကမှတိုက်တိုက်ခိုက်လို့စိတ်ပြောနေတာမဟုတ်ဘူးဒါအမှန်တရားအတွက်နှုတ်သမားတွေတကယ်ဖြစ်ပြနေတဲ့ပြဿနာကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်လူကြီးမင်းများကျွန်တော်ရဲ့ like ကိုကြည့်နေတယ်ဆိုရင်လူကြီးမင်းများအနေနဲ့ပြန်လေးပြီးတော့လှုပ်ပေးပါမရှိစင်ရသားသမားတွေပတ်စံရှိတဲ့လူတွေအတွက်က၄၅6000ဘာမှပြဿနာမရှိပါဘူးဒါပေမဲ့မရှိတဲ့လူတွေအတွက်ကပတ်စံ၄၅6000မပြောပါအခုဆိုမကြခဏကျွန်တော်တို့အခုကြီးတောင်းလာပါလေအလောက်ကံရမရှိဘူး။နော်အလောက်ကံရမရှိဘူးစားဖို့တောင်းမှမရှိတဲ့အနေထားမျိုးတွေအများကြီးအလုပ်သမားတွေကြုံတွေ့နေရပါတယ်။အဲဒီပြဿနာတွေလည်းကျွန်တော်တို့ဖြေရှင်းပေးနေရပါ နော်အလုတ်သမားကြီးဒုက္ခရောက်လာရင်ဒီမှာယူပို့ခြင်းနဲ့လမ်းပိတ်နေတဲ့ခါကျတော့ပို့လို့မရဘူးဘယ်လိုပို့ပေးရမလဲပူညီပေးပါသူတွေကအလုတ်ပြက်နေတယ်ဒီမှာလုတ်ရှင်ကပတ်စံမပေးဘူးခိုက်တာရောဆိုင်ရဆိုင်ရတဲ့ခါချိတ်ပေးလိုက်အခါဒီကြားထဲမှာကစားဝတ်နေရတဲ့အတွက်ကိုအဆင်မပြေဘူးလားပူညီပေးပါခွန်မလည်းကလေးမွေးပြီးပြီကလေးကနေပြီးတော့တခါဒီမှာဟိုလေးမရှိလို့ဒီမှာတရားဖြစ်လို့ဖိစာပေါင်းတော့6000ပေါ့လေဒါလိုက်ပြီးတော့ကူညီပေးနေတာပေါ့နော်ကျွန်တော်တို့ကလည်းတတ်နိုင်တဲ့ဘက်ကအများကြီးအကောင်းဆုံးလူများနဲ့လုပ်နိုင်တယ်ဆိုတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကိုတတ်နိုင်တဲ့ဘက်ကပေါ့ဗျာလူဆိုတော့အများအကျိုးအတွက်ကို အခုလည်းကျွန်တော်လိုင်းထွက်ပြီးတော့ပြောနေချင်တာဒီလူကြီးတွေတယောက်ကတွေ့သွားတယ်တော့ဒါဇာုပ်အနေထုတ်ပေးတာနဲ့ပတ်သက်ပြီးတော့ပုံစံအစ်စ်လေးနဲ့လူကိုယ်တိုင်တွက်လို့လို့ရအောင်ကိုကြမ်းစိတ်တွေတက်တာအောင်လုပ်သမားတွေအစီအပြေအောင်သူတို့ပြုပြင်ပြီးတော့လုပ်ပေးမှာဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာ CI ဇာုပ်လည်းအလားတူပဲနော်တွက်လို့လည်းခါကြရင်ပြောတော့330ဟိုကားဒီကဟိုပေါင်းဒီပေါင်းဗီဇာကကလုံးပေါင်း၄၅၆ထောင်ဖြစ်သွားတာမျိုးကြီးပဲဂျုံနေရတယ်ဒီအစိုးရမှာမဟုတ်လွန်ခဲ့တဲ့အစိုးရတော့ကလေဒီလိုပဲဖြစ်လာတာနော်ရတဲ့လူပဲရတယ်မရတဲ့လူကမရဒါလိန်ပြောလို့မရဘူး နော်ထိုင်းနိုင်ငံမှာကျွန်တော်တို့ကတက်တက်လုံနေလာခဲ့တဲ့လူတွေဒါထိုင်းနိုင်ငံမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကကောင်းကောင်းသိပါတယ်နော်ကျွန်တော်ဖုန်းကိုဖွင့်လာတယ်ဆိုတာနေ့တိုင်းဘယ်သူကဘယ်နေရာနေပြဿနာနေတက်နေတယ်စီရန်ရုံးနဲ့တန်ရုံးချိကလာဘယ်ရှိကလည်းဘယ်ကြဟန်ကရုံးချိကဘယ်နေရာနေကိုကျွန်တော်ဆက်လာတယ်ဆိုတော့ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတဲ့ပြဿနာအလုံးကိုအလုံးမသိတော့ညာလည်းပဲကျွန်တော်ကအနည်းဆုံး80 80ရာခိုင်နှုန်းတော့ကျွန်တော်သိထားပါတယ်အဲ့ဒါတော့လူကြီးမင်းမျိုးစေတနာပြည့်နဲ့တင်ပြခြင်းပဲဖြစ်ပါရဲ့ နော်ဒါလေးကိုကိုယ့်ရဲ့နိုင်ငံသားတွေအဆင်ပြေအောင်ကိုယ့်ရဲ့အလုပ်သမားတွေပေါ့နော်မရှိစီရင်သားတွေအတွက်ကိုယ်အဆင်ပြေအောင်ဒီပတ်တလန်တွေလုပ်ပေးဖို့အတွက်ကိုဒါလေးကိုတော့အာကျွန်တော်အလို့ညောအလုပ်သမားတွေရဲ့ကိုစားတောင်းခံအပ်ပါတယ်ခင်ဗျာနော်တောင်းတော့လုပ်ထားပြီးပြီရှင်တဲ့ဟုတ်ကဲ့ဖြည်းဖြည်းပါဝတ်ကိုတဲ့ဘာလို့မေးထားလဲမသိဘူးခင်ဗျာနော်လူသစ်တွေကတဲ့အချိန်လုံးပါလဲစတဲ့အချိန်တွေအော်လူသစ်တွေလုပ်ပေးမှာကဗျာကျွန်တော်တို့ဒီလူသစ်တွေကဘိုင်းအောင်ကလုပ်ထားတယ်ဝါမမေးလုပ်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ15ရက်နေ့17လပိုင်းနေ့စပြီးတော့နော် အဲကျွန်တော်73ရက်နေ့နှစ်လပိုင်း2023ကြားထဲမှာပေါ့နော်အဲ့မှာအပီစင်းစာအုပ်လောက်ရမှာဖြစ်ပါတယ်ဘာမှမရှိတဲ့လူနေနော်စာအုပ်တွေလည်းမလုပ်ခဲ့ဘူးစာအုပ်စိမ်းလည်းမလုပ်ခဲ့ဘူးဆိုတဲ့လူတွေလူသစ်တွေပါတကယ်လူသစ်တွေပေါ့နော်ဟုတ်ကဲ့အရင်ပိုင်းမှာဖြစ်ပါတယ်ခဲနောက်ပြီးတော့တခါဘတ်တင်တာက9လောက်လောက်ရှိခုထိဘာမှမလုပ်ပြီးသေးဘူးဘယ်ချင်းထိဘိုင်းရိုက်လို့ရပါလဲခင်ဗျာတဲ့ကိုထုံးလင်းကကဲကိုထုံးလင်းခင်ဗျာနော်ကျွန်တော်တို့ဒီဘတ်လောက်တာကတော့ကျွန်တော်တို့အခုလောဆယ်တောင်မှကျွန်တော်တို့ချို့တင်ဝင်ပွဲစားတွေကဖွဲ့ဖို့မှတင်နေတာကျွန်တော်တို့အခုချိန်ကြီးစီးရင်တင်လို့ရတယ်လို့ပြောနေတယ် တချို့လူတွေကပေါ့နော်တချို့လူရုံးနေရတော့ပိတ်လိုက်ပြီတချို့လူတွေကလည်းမတင်လို့ရနေတော့ဆိုပြီးဖွက်ဖို့တော့မတင်ငွေကြီးကိုအဲ့လိုမျိုးပေါ့ဘောင်ကြီးကိုကြည်ချတာရှိတယ်လူတွေလက်ခံနေပြီဆိုတဲ့အကြောင်းအဲ့လူတွေပေါ့နော်အမှန်ကန်လုတ်ပေးနေတဲ့လူတွေတဲ့ဖြစ်ပါတယ်အဲ့မှာတေးရပဲကြည်တာပါကျွန်တော်လည်းလာမမေးပါနဲ့အဲပွဲစားကိုညှုံပေးဖို့ကတော့ကျွန်တော်မှအဲ့လိုမျိုးမရှိပါဘူးနော်ပွဲစားညှုံပေးဖို့မရှိပါဘူးနော်ဟုတ်ကဲ့ကျွန်တော်မှမရှိပါဘူးဘာလုတ်ထားလား CIA လုတ်မလုတ်ပဲနဲ့ BJ စာအုပ်ရှိတယ် BJ စာအုပ်ထဲထည့်လို့ရတယ်ရတယ်ကိုချင်းထူဘာလုတ်ထားလား CIA စာအုပ်မလုတ်ပဲ BJ စာအုပ်လုတ်လို့ရတယ် เออဟုတ်ပြီအဲ့ဒီအပိုင်းမှာလဲပဲကျွန်တော်တို့အခုလူသစ်တွေလုပ်တယ်ဗျာလူသစ်တွေလုပ်တယ်ဆိုကြပါစို့လူသစ်တွေလုပ်တယ်ဝါပါမေတွေထွက်လာပြီဆိုရင်အရင်ကိုမှစာအုပ် PG တွေရှိတာလဲစာအုပ်ပဲဖြစ်ဖြစ်စာအုပ်အနည်းတွေပဲဖြစ်ဖြစ်စာအုပ်နေရာမှာတက်တန်တွေကျန်နေသေးတယ်ဆိုရင်အဲ့ဒီစာအုပ်တွေကိုတခါတို့တွေအောင်ပထမကင်ခဲ့တဲ့စာအုပ်တွေသူအပိတ်တွေထုတ်ပြီးတော့အဲ့ဗီဇာတွေလဲတောင်းလို့ရတဲ့နေရာရတယ်အထူးသဖြင့်လေဗီဇာကင်ထားတဲ့လူတွေပေါ့နော်အဲ့အလဲစာအုပ်နဲ့ဝင်လာတဲ့လူတွေဖြစ်တယ်အဲ့လူတွေလဲရတယ်အဲ့အတွက်ကိုရတယ်မရဘူးဆိုတာပေါ့နော်မိမိတို့ကင်ဆောင်တဲ့လူတွေကလည်းပဲသိကျင်တယ်ဆိုလို့ရှိရင်တော့စာအုပ်အဟောင်းတွေရှိတယ်။အရင်ကကျွန်တော်ကြီးညာခဲ့ဖို့ပါတယ်။စာအုပ်အဟောင်းရှိမှဖြစ်ပါနဲ့ဆိုတော့ ဲ့စာအုပ်ယူပြီးတော့ကျွန်တော်တို့ဒီဝက်ပါမေးပေါ့နော်လောက်ထားတဲ့ဟာကိုတခါအဲ့ဒါဗီဇာတောင်းလို့ရအောင်ချက်သွားပြီးတော့လုပ်ကြည့်ပါဒါတချို့ကြတော့၄ငန်း၆လပဲကြာရင်တော့မတန်ဘူးလေနော်ဘာမှမထူဘူးဗီဇာထဲရ။နေဆိုစာဟောတနေ့နဲ့နေ့၃နေ့လေးအဲ့လိုမျိုးကြီးကြာရင်တော့ပိုကောင်းတာနော်။ဟုတ်ကဲ့။ဗီဇာတောင်းရင်ဘယ်နဲ့နေ့ရလဲ။ဗီဇာခကလည်းဟိုတနေ့ရလဲကျွန်တော်ပြောပြပါပြီ။အဲဗီဇာခကတော့ဒါအဲ့ဒါကြီးပေါ့နော်ကျွန်တော်ကဒါဟိုမြန်မာနိုင်ငံနဲ့အလုပ်သမားညွန်ကျုပ်ကနေပြီးတော့ထိုင်းနိုင်ငံညွန်ကျုပ်ကလာတွေ့ပြီးတော့ဗီဇာခတွေ short ချပေးဖို့အတွက်ကိုလည်းပဲပြောသွားတဲ့အတွက်ကိုလည်းကျွန်တော်ရမ်းဝင်ကြည့်လို့တင်ပါတယ်အဲ့မှာ။ เนาะဒါကိုယ့်ရဲ့နိုင်ငံသားတွေเนาะတက်တာချောင်ချီရေးအတွက်ကိုယ့်ရဲ့အလုပ်သမားတွေအဆင်ပြေစေရေးအတွက်1900အနေပြီးတော့900ပြန်ရှုပ်ပြီးဦးစီစဉ်လာညှိနှိုင်းပေးလို့ဆိုတော့အဲ့မှာတော်တော်အရန်ကိုလေးစားတော့ပါတယ်เนาะလူကြီးနေနဲ့အောင်မြင်ပါသေးလို့လည်းဆူတောင်းပေးပါတယ်1900ကုန်မဲ့နေရာမှာ900ပဲကုန်မဲ့ဆိုရင်ရန်ကိုစီပြေမှာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အမျိုးအနေနဲ့ကျွန်တော်ပြောချင်တာကအခုလောလောဆယ်ဆယ်ပေါ့เนาะကျွန်တော်ကလည်းဒီအစီအစဉ်ပုံစံမျိုးတွေပေါ့ဒီလိုမျိုးတွေပဲတက်တက်ဖုံးနဲ့တိုက်ရိုက်ဆက်လာတဲ့ပုံစံမျိုးတွေပေါ့အားလုံးလူကြီးများများသိကြတယ်ဆိုရင်အလုပ်သမားတွေရဲ့အတန်ဆိုပြီးတော့ အလုတ်သမားအခက်ခဲဖြစ်အလုတ်သမားတွေရဲ့အတန်ဆိုတဲ့အစီအစဉ်ကိုကျွန်တော်တင်ဆက်ပေးဦးမယ်ထိုင်းနိုင်ငံရောက်အလုတ်သမားများရဲ့အခက်ခဲများအတန်ဆိုတော့ဟာထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုတ်သမားများရဲ့အခက်ခဲများခက်ခဲများအတန်ဆိုပြီးတော့အခက်ခဲများတင်ဆက်မှုဆိုတဲ့ရတယ်အဲ့ဒီခေါင်းစဉ်နဲ့ကျွန်တော်တစ်ခါလိုက်လွှဲအောင်မယ်တပတ်ကိုတစ်ခါတော့လုတ်သမားတွေပြောနေတာပြောကိုကြုံတွေ့ရတဲ့ပြဿနာတွေကိုလုံးလိုင်းပေါ်မှာတစ်ခါလည်းပြော စီပီကိုင်းနဲ့ကျွန်တော်ဖွင့်ပြီးတော့တခါတည်းလူတွေအကုန်လုံးသိအောင်ကျွန်တော်ချပြမယ်အစီအစဉ်ကိုလည်းကျွန်တော်လုပ်ဖို့စဉ်းစားတာမချဘူးကျွန်တော်လုပ်တော့မှာဖြစ်ပါတယ်ဇာတ်ထုတ်ပြနေတယ်ပတ်သက်ပြီးတော့စီအန်ဇာတ်လေးရတယ်ပတ်သက်ပြီးတော့မိမိအလုပ်ယုံမှန်နေပြီးတော့ဘလို့ခံနေရတယ်ဘလို့ခံစားနေရတယ်ဆိုတာစသဖြင့်အဲ့ဒီကိစ္စပိုင်းတွေဆိုင်ရမှာပေါ့ဘလို့ကျွန်တော်မှစီအန်ပြောင်းတာတအုပ်ကို9500ပေးရတယ်တဲ့ဖြိုးဖြိုးသူကတွေးလာစောက်တော့ကို9000နဲ့900ဗျအကုန်လုံးဗီဇာပေါ့လေဒါတို့ဟောကိုဗစ်စစ်ခါပိုင်းညခုပါတွေပါမှာဒါပေမဲ့9500ဆိုတော့330တန်ဖို့ဟုတ်ပါအဲကျွန်တော်ဗီဇာ1900 ပေါင်းလိုက်အဲသွေးစစ်ကတောင်းတယ်900ဆိုကြပါစို့တဲ့900 2400ဟိုကတော့အခု3000တော့မပြည့်သေးဘူးဒါပေမဲ့9500ပေးလိုက်ရတယ်ဆိုတော့อืมချီဖြူသူကတွေကောမန့်ထဲမှာလာရေးထားတာပြေးပါတယ် CI စောင်းနဲ့ပြန်ပြီးပြတ်တက်လို့ရလားတဲ့ Golden Eagle Golden Eagle ကမေးရပါတယ် Golden Eagle Golden Eagle ပြောရမယ်ဆိုရင်ရှိရင်ကျွန်တော်မြန်မာနိုင်ငံကိုပြန်မယ်ဆိုရင်တော့ကျွန်တော်ပြန်တက်လာမယ်ဆိုရင်တော့လေရင်နဲ့ပြန်ပြီးပြန်တက်လာတော့စမပြေတော့ဘူးခင်ဗျ CI ကြီးစောင်းအနေဆိုရင်တော့သွားပြန်သွားမယ်ပြန်ပြီးတခါမြန်မာနိုင်ငံမှာဘာလုပ်ရမလဲဆိုတော့ဟိုကျွန်တော်တို့ဒီ ဟိုဗာလဲ CWIR OWINC လာဗာလဲဟိုကတ်လေးပေါ့လေဘာကတ်လေးလောက်ပါဘူး OWINC လာဗာစီကမသိပါဘူး sorry အဲ့ဒါပေါ့နော်အဲ့စမတ်ကတ်လေးလောက်ပါပြောရဲအဲ့စမတ်ကတ်နဲ့လောက်မှကျွန်တော်ထိုင်းနိုင်ငံကိုပြန်ငွေလို့ရတယ်ပြောပါတယ်နော်နော်ဟုတ်ကဲ့ကိုရေးရတဲ့3လပိုင်းတည်းကဘိုင်းရိုက်ထားတဲ့ပတ်စံလဲပေးတာပြီဘက်ကခုထိမပေးနိုင်သေးဘူးဘက်ကမထွက်သေးဘူးလေဦးမတို့ရေးရ3လပိုင်းတည်းကပါ3လပိုင်းတည်းကလောက်ထားအဲလောက်ထားတာဆိုတော့ ဒီအောင်ကျော်စိုးဆိုတဲ့အကောက်ကမကြားဘူးမကြားဘူးပဲ online ကိုဖုန်းနဲ့ကိုပဲနည်းနည်းအတန်လေးပြန်ချဲလိုက်ကောင်းမယ်တင်နေကြနော်ကျွန်တော်ဒီတော့ပြောနေတာကိုတော့မကြားဘူးဆိုရင်တော့ဟုတ်ပါမလားမသိအောင်ကျော်ဆိုးအကောက်ပိုင်ရှင်နော်ဟုတ်ကဲ့ပြန်စစ်ကြည့်ပါခင်ဗျာတည်တည်ကြည်ကြာကိုဖုံနဲ့ကိုဆိုရင်တော့အတန်လေးနည်းနည်းပြန်ချဲ့ကြည့်ပါဒီကဲမှာတော့အတန်တော့အကျေကြီးပါလို့နော်ဟုတ်တယ်ဦးမင်းတော်ပြောတဲ့ဈေးနှုန်းတစ်ခါမှမရပါဘူးရှင်အီမိုကျွန်တော်ကလည်းအစိုးရအနေနဲ့သတ်မှတ်ထားတဲ့ဈေးနှုန်းဒီလောက်ဒီလောက်ပဲကျွန်တော်ကပြောတယ်ပြောပြီးတယ်တကယ်တမ်းတွက်လောက်တဲ့ခါကျရင်မရအဲ့ဒါလေးတွေပေါ့တစ်ခါလေးကျကျွန်တော်ကလိမ်ရမကြနိုင်ဘူးလာ စိုးရတတ်မှတ်တာဒီလောက်ဒီလောက်အခုလည်းတန်ယုံကြီးမှာစာအုပ်တတ်မှတ်တာ800ပဲပေးရတယ်။ကဲအဟိုဟာဒီခါဒီခါဒီခါထားပါတော့ချီရကိုရထောင်းဆိုပါတော့ဗျအဲ့လောက်ဒီအခုကကျွန်တော်မဟုတ်တော့ဘူးအခုက Q ကကတက်တက်ပေးရတယ်စာအုပ်လဲတာလည်းတက်တက်ပေးရတယ်အဲ့တော့တရက်ထဲလို့ရင်တစ်ခါဈေးနှုန်းကတစ်ခါဖြစ်ရတယ်ဆိုတဲ့ခါကျတော့ဗျာဒါကတော့ဒီကိစ္စ online ခေတ်လေး social media ခေတ်ဆိုတော့ကျွန်တော်လိန်ပြောလို့မရဘူးဗျာ ော်ဒါတွေကအကုန်လုံးကကျွန်တော်အဲ့တော့ကျွန်တော်ဘယ်လိုပဲကျွန်တော်အပြစ်မပြောပါနဲ့လူကြီးမင်းများအားလုံးပေါ့နော်ဒါတော့ကျွန်တော်အလုပ်သမားတွေအတွက်ကိုလုပ်နေတယ်အလုပ်သမားတွေအတွက်လင်းပြရတဲ့လူကြီးအောင်နေနေတော့ဒါအလုပ်သမားတွေကညီတော့မမမပေါ့နော်အားလုံးအမှန်တရားကိုချပြရမယ်ခန္ဓာမှာတော့ကျွန်တော်ကတော့ချပြရမှာဖြစ်ပါတယ်နော်အဲ့မှာတော့ဒါတော့ကျွန်တော်တို့အနာကိုယ့်လက်မှာအနာရှိရင်တော့စားထိရင်တော့စက်မှာပဲအဲ့တော့ကိုယ့်လက်မှာအနာမရှိရင်တော့စားထိတော့မစက်ဘူးကအရင်တော့ကပေါ့နော်ကျွန်တော်ရာယူတည်လေးစားရတဲ့ကုမျိုးမြတန်အတန်အမှတ်ကြီးကိုလည်းကျွန်တော်တင်ကြားပေးခဲ့ဘူးတဲ့တကားတစ်ခွန်းဖြစ်ပါတယ်ကိုယ့်လက်မှာအနာမရှိရင်စားဘယ်လိုပဲပတ်နေပါစီ မဆက်ဘူးဆိုတဲ့စကားဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဦးလေးလာမ21ရက်ဆိုစာဝတ်အနေပေးပြီးစာရင်းဝတ်တင်တာမခေါ်သေးဘူးဘယ်လိုလုပ်ရမလဲဆိုတော့ဒေါ်နီနီဦးဆန်အဲ့လိုပေါ့ကျွန်တော်ပြောသလိုပေါ့တကယ်တကယ်အမြန်လို့ရင်ဒါဘယ်လိုလုပ်ရတော့မပွဲစားနဲ့သွားရတော့မှာပေါ့သူ3000တောင်းရင်ပေးလိုက်4000တောင်းရင်ပေးလိုက်5000တောင်းရင်ပေးလိုက်ဒီနေ့လောက်ဒီလေးရပါအဲ့လိုမျိုးဖြစ်တာအဲ့တော့ကျွန်တော်ပြောချင်တာကအလုပ်သမားတွေရဲ့မျက်ဖြူ site တွေပွဲစားတွေအကြိုက်ဖြစ်နေတယ် ကိုကအရင်လိုလာတယ်တက်တာလည်းကုန်လာပြီအချိန်ကနီးကပ်လာတယ်အခု10လပိုင်းဖြစ်ပြီ17လပိုင်း17လပိုင်းပို့ဆိုးနော်အားလုံးကလည်းဒီအထောက်ထားရ73ရက်နေ့2လပိုင်း2023မတိုင်ခင်အကုန်လုံးအပီစီလောက်ရမယ်ဆိုတဲ့ခါကျရင်အဲဒီမှာကြည့်ကြည့်စဉ်းစားကြည့်အခုတော့ timing ကလည်းအလုပ်သမားတို့ဦးကြီးဌာနတော့သူအများဆုံးလုပ်လို့ရအောင်စာအုပ်တွေထုတ်အချိန်မီထုတ်နိုင်အောင်ဆိုပြီးတော့တခါအခုတခါကြီး CI ထုတ်ပေးတဲ့ရုံ mobile တွေပေါ့ mobile ကားလေးနဲ့သူအခုဆိုရင်စုံခရာမှာလည်းတနေရာထပ်တူချက်ပြီးပထုံးဌာနေမှာတနေရာထပ်တူချက်ရဲ့ကြာထာငံမှာအာချင်းမိုင်မှာလည်းတနေရာထပ်တူချက်တယ်ဆိုတော့ เนาะไอ้တော့အခု loss เสียประมาณရှိတယ်เนาะประมาณရှိမလဲဆိုတော့ချုံပူလီရှိတယ်เนาะကျွန်တော်စမုတ်ပတ်ကန်ရှိတယ်စမုတ်စာခွန်ရှိတယ်ပြီးရင်ရနောင်းရှိတယ်လေးနေရတီတီကြကြအခုတခါထပ်ပြီးတိုးလိုက်ပြီးဆိုတဲ့နေရာခါဆုံးခါမှာရှိတယ်ပြီးတော့အဲပထုံထာနေမှာရှိတယ်ချင်းမှန်မှာရှိတယ်ဆိုတော့အကုန်လုံး9နေရာဖြစ်သွားတယ်အဲ့9နေရာလုံးမှာကိုလောက်ရမယ့်ဟာတွေပေါ့အញ្ញံဆုံးမြင်မြန်ဆက်ဆံသွားလောက်ကြဖို့လိုအပ်နေပါတယ်เนาะလိုအပ်နေပါပြီဒါကြောင့်မို့လို့ကျွန်တော်တို့အမျိုးတွေအနေနဲ့ဒါလေးကိုလှုပ်ဖို့လိုအပ်ပါတယ်เนาะအញ្ញံကြီးလည်း โูเป็นมายังยังมันล้อตัวลูกยังยังมันพ่อสาจามันลูกจะชี้ทำยังไงตัวลูกจะบูตัวลูกอับไปผ่ามาเท่าท่าม่ใช่โดนลูกเต้นลูกท่าได้ลูกไปที่เนี้ยเท่าท่าเขาชี้ได้ลูกอะไรไปกูยังโดนล้อมาัะไอ้นี่สี่ไอ้สาวเขาไก่สองท่าได้ลูกดิยังโดนล้อมาเซเว่นอีเลเวนตัวภาษาตัวเองตัวอะไรเซปี่ยังไเซ็นดาวตัวไม่มีมาใช้เนี่ยนี่มาใช้สมุปการนี้สมุปการอย่างน้องสุยเนอะเนาะคู้สูงอายุชิงในเชี่ยงใหม่อยู่ในเชียงใหม่ทุ่งนาดีอยู่ใปนุ่งนาดีเอ่อเปลี่ยนราคาประมาณเลยสงครามอยู่ในสงครามยาน้องสุดเลยอยาน้องหมานะไอ้เนี่ยมันนี้แสบมันลูกจ้า မြန်မြန်သွားလဲကြအချိန်ပိတ်မရှိတော့ဘူးဇာအုပ်ဟောင်းကန်ဆောင်ထားတဲ့ CI ဇာအုပ်ဟောင်းကန်ဆောင်ထားတဲ့အမြန်ဆုံးသွားလုပ်ဖို့အတွက်ကိုလိုအပ်နေပါပြီဗျာနော်ဒါလေးကိုကျွန်တော်လည်းပြောနေပါတယ်ခိုင်းရောက်အလုပ်သမားများတို့ဤအခက်ခဲရိုက်ခတ်တန်အစီအစဉ်ကိုပြောနေပါတယ်ကောင်းပါပြီဗျာအဲ့ဒီအတန်ကတော့မလုပ်လို့မရဘူးခင်ဗျာလုပ်ကိုလုပ်ရမယ်ခင်ဗျာဒီခိုင်းရောက်အလုပ်သမားတို့ဤအခက်ခဲအခက်ခဲရိုက်အဲ့အခက်ခဲရိုက်ခတ်တန်အစီအစဉ်ပေါ့နော်ဟုတ်တယ်အဲ့ဒီအစီအစဉ်ကိုကျွန်တော်နာမည်တက်ဖို့အတွက်ဘာမှမလုပ်ဘူးကျွန်တော်ဖုန်းနဲ့တက်တက်ကျွန်တော် ဆက်လာတဲ့ဖုန်းလေးကျွန်တော်စပီကာဖွင့်မယ်ဖွင့်ပြီးရင်အဲ့ဒီပြောလာတဲ့စကားတွေဒါမှန်ကန်ဒါပေမဲ့ကျွန်တော်ရဲ့အစီအစဉ်ထဲမှာတော့လာမဆဲရဘူးလာမပြောရဘူးလာမဟုတ်ရအောင်ယူယူတေးတေးလေးလေးစားစားနဲ့ကိုတောင်းဆိုစရာရှိတာတောင်းဆိုမယ်ပြောစရာရှိတာပြောမယ်ဒါကျွန်တော်ရင်းရင်းကျေးကျေးနဲ့လုပ်တာပဲကျွန်တော်ကလူချင်းပါတယ်ဟုတ်ကျွန်တော်ဘာကြောက်လဲကျွန်တော်လည်းရင်းရင်းဆိုင်ဆိုင်မပြောတတ်တူကျွန်တော်နားမှာလည်းရင်းရင်းဆိုင်ဆိုင်လာပြောတာကျွန်တော်လည်းမကြိုက်ဘူးပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါဒီတစ်ခုတော့ကျွန်တော်ကတောင်းဆိုရမှာဖြစ်ပါတယ်အလုပ်သမားတွေရဲ့အတန်းလှုပ်ရှင်တဲ့နေရတာဘလို့ဖြစ်တဲ့ MOU သမားတွေဘလို့ဒုက္ခရောက်တာလဲညီမကြီးကနေလာပြီးတော့ဒီထိုင်းနိုင်ငံရောက်ဘာတွေဖြစ်နေတာလဲ မဟုတ်လည်းမြောက်ဝတီကနေဖုံးဆက်လာမလားဘယ်ကနေပဲလာလာဘယ်ကပဲဆက်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 ပေါ့နော်အဲ့တော့သူတို့ရဲ့အခက်အခဲတွေကိုသူတို့တင်ပြနိုင်အောင်နော်အဲ့ဒီအပိုင်းမှာလည်းပဲကျွန်တော်တို့အခြေအနေတွေတန်နေပါပြီအဲ့ဒီအတွက်ကိုလည်းကျွန်တော်စီစဉ်ထားပေးပါတယ်ခင်ဗျနော်ဟုတ်ကဲ့အဲ့ဒီအတွက်ကိုခုနပြောတဲ့အလုတ်သမားများရဲ့အခက်အခဲရိုက်တန်ပေါ့အခက်အခဲရိုက်တန်လားဘာလို့မသိဘူးထားပါတော့ကျွန်တော်နာမည်လေးတည်ချင်အောင်ဝင်လိုက်ပါနော်โอเคဒီနေ့ကတော့ line လွှင့်တဲ့အစီအစဉ်လေးမှာတော့ဒါအရင်တော့ဆိုရင်တော့ကျွန်တော်လည်း ဟို line မလွှင့်ဖြစ်ဘူးပေါ့နော်တော်ရုံတိုင်ရောဆိုတော့ video လေးနဲ့ပဲလောက်တန်းတိုးောက်နေရဲဆိုတော့တခါလေးကြာပြန်တော့လဲစကားပြောရတာလည်းအားမရဘူးပေါ့လေကျွန်တော်လည်းအချိန်ရင်းလည်းပြင်မရှိဘူးပြန်တခါလေးကြာလောက်စရာလေးကြီး line ပေါ်မှာမတင်မနေနဲ့ line လောက်ပြီးနေတဲ့အလုပ်တွေလည်းအများကြီးရှိပါတယ်နော်တချို့သောကိစ္စတွေက line ပေါ်တင်တချို့တွေကိစ္စတွေပြင်ပေါ်တယ်မရပါဘူးကျွန်တော်လူတွေက like ကူညီနေတာအများကြီးပဲနော် like ကူညီနေတဲ့လုပ်ငန်းစီတွေတယောက်ချင်းစီနေမိတယ်အများကြီးမှလုပ်နေကြတဲ့လူတွေကျွန်တော်လည်းဒီ photo shop တွေလောက်ပြီးတော့တင်ပို့တော့မှကျွန်တော်မှလည်းတော်တော်လေးကိုအချိန်ယူရတာဖြစ်ပါတယ် နော်အဲ့ဒီအတွက်ကိုကောင်းပြီဗျာဒီနေ့ကတော့ကျွန်တော်တို့ပထမအဦးဆုံးဈေးဥဖောက်လည်းပြောလို့ရတယ်ဒီ live အစီအစဉ်ဒီလိုတင်ဆက်ပေးတာမျိုးကြိုက်တယ်ဆိုလို့ရှိရင်တော့ကြိုက်တယ်အာဘယ်လိုလဲပေါ့နော်အဲ့ဒါလည်းဘယ်လိုမြင်လဲဆိုတာကိုလည်းပဲကျွန်တော်ကိုကောင်းမန့်တယ်မှာလည်းရေးလာပြီးပါအော်ကျွန်တော်ဒီဖုန်းဆက်လာမယ်ဆိုလို့ရှိရင်တော့မနေ့၈နိုင်နဲ့စပြီးညနေ9နိုင်ဒီလေကျွန်တော်ဖုန်းကင်မှာဖြစ်ပါတယ်9နိုင်နောက်ပိုင်းကျွန်တော်ဖုန်းပိတ်ပြီးဖုန်းတန်တွေအကုန်လုံးပိတ်ပါပြီ။ဘာကြောင့်လဲဆိုတော့ဖုန်းက20နဲ့4နိုင်အများနဲ့ဆက်လာတဲ့လူတွေကရှိနေတဲ့အတွက်ကြောင့်ကျွန်တော်နားယူမယ်အချိန်ကမရှိဘူး။ အဲ့တော့ကျွန်တော်လည်းရင်းရှိဆိုရင်ကျွန်တော်မခံနိုင်ပါကြတော့အလုပ်သမားတွေအများစုလှုပ်ကြွေးပြုတ်နေအောင်အလုပ်သမားတွေရဲ့ဆောင်ရံရှောင်ရံလေးကိုလည်းကျွန်တော်ချိန်နေအများကြီးကျွန်တော်ပြောပြချင်နေပါသေးတယ်အလုပ်သမားတွေမသိသေးတဲ့လူတွေနားမလည်သေးတဲ့လူတွေကိုကျွန်တော်ပြောပြချင်နေပါသေးတယ်အလုပ်သမားတွေကိုကျွန်တော်ကြိုးပြုတ်ချင်နေပါသေးတယ်နော်အဲ့ဒီအတွက်ကိုလည်းပဲကျွန်တော်ကိုယ့်ကိုယ်ကိုလည်းဟိုကုံယူနေပါတယ်ကိုယ့်ကိုယ်ကိုလည်းပဲဒါလေးကိုပဲကျွန်တော်ပီတိလေးတွေပေါ့နော်ကိုပြောလိုက်တဲ့စကားအကြောင်းသူတို့ဘာတွေဒုက္ခမရောက်ဘူးကိုပြောလိုက်တဲ့စကားအကြောင်းသူတို့ဘာတွေအဆင်ပြေသွားတယ်ဆိုရင်တော့ဒါကျွန်တော်တို့အရန်ကိုကုသိုလ်ဖြစ်ပါတယ်ခင်ဗျ နော်ကောင်းပါပြီဗျာမျိုးတွေအားလုံးကုလို့လာကြည့်ကြတယ်မျိုးတွေအားလုံးပေါ့နော်ဆေးချမ်းသာရေကိုရေချမ်းသာရေကိုလည်းရနိုင်ကြပါသည်လူရင်းဆန္ဒတွေပြောရလို့ခင်ဆိုးစနစ်ဆိုးကနေပြီးတော့အများဆုံးကြော်ဖြတ်နိုင်ကြပါသည်မြန်မာနိုင်ငံကြီးနဲ့အများဆုံးပြန်လည်ညင်းကြပါသည်လို့နော်အားလုံးပဲမင်္ဂလာပါအများမင်္ဂလာ